ိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပဖို့ရှိနေတဲ့ဘင်္ဂလားပင်လယ်အော်ဘတ်စုံနီးပညာနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဘင်းစတက်စီဝေးကိုစစ်ကောင်းဆောင်ဗိုလ်ချုပ်မှူးကြီးမေအောင်လှိုင်တက်ရောက်ဖို့ရှိနေတယ်လို့ထိုင်း PBS သတင်းကဖော်ပြပါဗါးဒါမဲ့ဧပြီလ3ရက်နေ့နဲ့4ရက်နေ့မှာထိုင်းနိုင်ငံကအင်ရှင်အဖြစ်ကျင်းပမဲ့ဘင်းစတက်ရဲ့6ကြိမ်မြောက်စီးဝေးကိုစစ်ကောင်းဆောင်တက်ရောက်မယ်ဆိုရင်အာနာသိမ့်ပြီးနောက်ပိုင်းသူ့ရဲ့ပထမဆုံးဘန်ကောက်ခီးစဉ်ဖြစ်လာမှာပါ လုံးဝမဖြစ်သင့်ပါဘူး။ဒါဒါဟိုအကျန်းဖက်ခေါင်းဆောင်ခေါ်ပြီးတော့အကျန်းဖက်ခေါင်းဆောင်ကိုခေါ်ပြီးတော့ဆွေဇဘွေဝိုင်းနဲ့တင်တယ်ဒီဒီအစည်းအဝေးတဲ့ကိုအစည်းအဝေးတဲ့ကိုခေါ်တယ်ဟေးဆိုတာကတော့တိတ်ခါကြတော့ဗျာခေါ်တဲ့လူတိတ်ခါကြတော့ဗောအဲ့လိုမျိုး အဲထိုင်းအစိုးရကိုတော့ဒါဖိအားပေးရမှာပေါ့ဒီနိုင်ငံနိုင်ငံများသောအားဖြင့်တော့ဒီပွဲလာတက်တဲ့ထိုင်းထိုင်းဘက်ခြမ်းကနိုင်ငံရေးသမားတွေများတယ်ထိုင်းလွှတ်တော်ကိုယ်စားလှယ်တွေလည်းများတယ်ဒါဒါကတော့မဖြစ်သေးဘူးဒါငါတို့အစိုးရနဲ့ပြည်သူတွေတိုက်ခါကြားစရာ ဖြစ်တယ်အဲ့တော့အစိုးရကငါတို့ဖိအားပေးရမယ်အဲဒါလိုမျိုးတော့တုံ့ပြန်လာရှိဒီစည်းဝေးဟာထိုင်းဝန်ကြီးချုပ်ပေထုံတန်ရှင်နာဝဲဥဆောင်ကျင်းပမဲ့ပထမဆုံးထိပ်သီးအစည်းအဝေးဖြစ်ပြီးဘင်းစတာအဖွဲ့ဝင်နိုင်ငံအားလုံးကခေါင်းဆောင်တွေပါဝင်တက်ရောက်မယ်လို့ထိုင်းသတင်းကဖော်ပြပါဗျာ ဒီစင်းရွေးဘက်ကိုတက်ရောက်ဖို့စစ်ကောင်းဆောင်ကိုတီးတန့်ဖိတ်ကြားထားကြောင်းထိုင်းနိုင်ငံရဲ့ဝင်ကြီးဌာနဘက်ကအတည်ပြုပြောဆိုတာမျိုးမရှိသလိုစစ်ကောင်စီဘက်ကလည်းတရားဝင်ထုတ်ပြန်တာမျိုးမတွေ့ရပါဘူးစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုနဲ့အာဂျင်တီးနားတရားရုံးကဖမ်းဝရန်ထုတ်ခံထားရသူဖြစ်ပါတယ်ဒီအချိန်ဒီမှာနိုင်ငံတကာမှုကင်းရဲတပ်ဖွဲ့အင်တာပိုအဖွဲ့ဝင်နိုင်ငံဖြစ်နေတဲ့ထိုင်းနိုင်ငံရဲ့ရက်ဒီချက်ကိုလည်းမေးခွန်းထုတ်နေကြပါတယ်အကယ်၍လာရဲဟေ့ဆိုလို့ရှိရင်ဒါမကြသေးခင်ကလည်း မစ္စတာဟိုဒူတာဒေးရိုးရဲ့ကိစ္စကလည်းရှိနေတယ်မြောင်းလိုင်းကလည်းဘန်ကောက်ကိုလာမယ်ပေါ့နော်လာမယ်ဟိဆိုလို့ရှိရင်ထိုင်းရဲ့စတန်ကဘာလဲပေါ့ထိုင်းရဲ့နိုင်ငံရေးဂုဏ်သိက္ခာကိုဒါမေကွန်းနေထုတ်နေပြီပေါ့ဒါတော့လူတွေတတ်နေတဲ့အကြမ်းဖက်ခေါင်းဆောင်တယောက်လုံးနော်ဒီဒီအင်တာဗိုပိုင်နေတဲ့ဟိုဖြတ်သွားနိုင်တာဖြတ်သွားနိုင်တာကိုထိုင်ကြည့်နိုင်တယ်ဟိဆိုရယ်လာလဲအင်တာဗိုရဲ့ဂုဏ်သိက္ခာပေါ့လေအဲ့လိုမျိုးပေါ့ ဘင်းစတာဖွဲ့ဟာအိန္ဒိယတီရီလင်္ကာဘင်္ဂလားဒေ့ရှ်ဘူတန်မြန်မာနီပေါနဲ့ထိုင်းနိုင်ငံတို့ပါဝင်ပြီးဘင်္ဂလားပင်လယ်အော်နဲ့ဆက်ဆက်နေတဲ့နိုင်ငံတွေကြားပူးပေါင်းဆောင်ရွက်မှုတွေမြင့်တင်နိုင်မှုဖြစ်ပါတယ်။ထိပ်သီးအစည်းအဝေးအတွင်းအဖွဲ့ဝင်နိုင်ငံတွေဟာတန်တမာရေးနဲ့စီးပွားရေးကိစ္စရပ်တွေကိုတခြားဆွေးနွေးဖို့ရှိတယ်လို့ပင်လယ်ရေကြောင်းပူးပေါင်းဆောင်ရွက်မှုစင်စက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ဒေသဆိုင်ရာချိတ်ဆက်မှုတွေကိုလည်းအဓိကထားဆွေးနွေးမယ်လို့ထိုင်းသတင်းမှာဖော်ပြချက်အရသိရပါတယ်။ တကယ်လို့စစ်ကောင်းဆောင်ဟာဒီအစည်းအဝေးကိုတက်ရောက်ခဲ့မယ်ဆိုရင်ထိုင်းနိုင်ငံအပြင်အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်အစိုးရတွေကို ချင်းကပ်စီးယုံတာတွေလုပ်နိုင်တယ်လို့ထောက်ပြပြောဆိုမှုတွေလည်းရှိနေပါတယ်။ထိုင်းနိုင်ငံကနေပြီးတော့မှအရှင်တုတ်ပြီးစီးအစည်းအဝေးကျင်းပမဲ့အစည်းအဝေးဖြစ်တယ်ဆိုပေမဲ့လို့သူ့အနေနဲ့ကတော့မင်းအွန်လိုင်းအနေနဲ့ကတော့ဒီအနောက်ဖက်ခြမ်းကအိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်ကိုထပ်ပြီးတော့မှစီးယုံချင်တာဖြစ်နိုင်တယ်။စီယုံဟိုအတွက်ကိုလောက်တာလို့ဖြစ်နိုင်တယ်။ အေးရနေပြီးတော့မှရခိုင်တစ်ခုလုံးကိုထိန်းချုပ်ထားနိုင်ပြီးသားလို့ဖြစ်လာတဲ့အခါမှာဒီကလဒန်စီမံကိန်းအရေးနဲ့ရိုဟင်ဂျာအရေးတွေကိုသူ့ဘက်ကအာမတနိုင်တာတွေဖြစ်လာမှာကိုကြိုးပါခွဲဖို့ကျိုးပန်းကျန်တာဖြစ်နိုင်တယ်လို့ထင်တယ်။ပြီးတော့အခုဒီကုလသမဂ္ဂအထွေထွေအတွင်းမှုချုပ်ကလည်းအာဘင်္ဂလားဒေ့ရှ်နဲ့ဇက်ကိုတွားပြီးတော့အာပြန်တဲ့အချိန်မှာဒီနယ်စပ်ဖြတ်ကျော်ပြီးတော့မှ ရခိုင်ဝင်နဲ့ဆက်ဖြတ်ကျော်ပြီးတော့မှလူသားဆန္ဒအကူအညီပေးမယ်လို့ပြီးလို့ရှိရင်ဒီအာ AARGAN အာအမီနဲ့ဆွေးနွေးမယ်ဆိုတဲ့ဥစ္စာမျိုးတွေလည်းပြောလာပြီးလေနော်။နယ်မြေထိန်းချုပ်မှုကိစ္စတွေဖြစ်လာတယ်အချုပ်အခြာအာဏာပိုင်ကိစ္စတွေဖြစ်လာတယ်ဒါတွေနဲ့ပတ်သက်ပြီးတော့မှအာဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယကိုပါသူကဒါတွေကိုအာဟိုရှင်းရှင်းပြောရရင်အာဟိုတရားဝင်မှုအာစေအုပ်စုရဲ့တရားဝင်မှုနဲ့အချုပ်အခြာအာဏာကိစ္စကိုသူဒါတွေကိုပါစီယုံမှုအတွက်လုပ်မယ်လို့ y avarelo.